နဲ့ဝိုင်းပြီးတော့ဖုန်းဆက်တယ်မင်းတို့မင်းတို့တွေလက်နက်ချမင်းတို့လက်နက်ချမစွေထိုင်းဘက်ကိုထွက်ပြေးလို့ငါတို့ပေါက်ဖွင့်ပြီးမယ်မချရင်တော့ငါတို့ကမင်းတို့အပြတ်ရှင်းမှာအဲ့တော့အခုဆိုရင် OK ထားအောင်တိုက်မယ်ဆိုပြီးသူတို့ကြွေးကြော်နေတယ်ဗျာတိုက်မယ်ကြွေးကြော်နေပြီဒါတွေသတိကြီးထားကြဖို့တော့တမရတော်တွေနဲ့လူမယ်လို့တော့ကျွန်တော်ထင်တယ်ဗျခက်တာကလည်းကျွန်တော်ကဒီကပြောရမယ့်အဲ့ဒီနေဆက်မှာရှိတမရတော်တွေကဒါတွေမမှီတော့ဘူးသူတို့တိတဲ့အချိန်မှာအချိန်နောက်ကြကုန်ပြီတချို့ကလည်းနောက်ကြကုန်တယ်သူတို့တိနောက်ကြကုန်ပြီကရင်မှာရှိတဲ့နေဆက်ကတက်တယ်ကိုတော်များတော့ drone တွေပဲကောင်းကောင်းပေးထားရင်တော့လေမယ်အဲ့ဒီတွေတမရတော်တွေနဲ့ကငွေရတော့ရှားလိမ့်မယ်မထင်ဘူးဗျတကယ်တမ်းကျတော့တကယ်တမ်းသာ ဟိုအလူသာခံကြည့်လူခံစံဘလောက်ဗျာတိုးတိတ်လုပ်ငန်းရှင်ချုပ်မိတ်ဆွေချုပ်တို့လိုက်ရအောင်အဲ့မှာဝိုင်းလူကြမယ်လူကြီးတိုင်ရင်တိုင်းတိုင်ရင်တိုင်းတွေဟိုတတိတွေဝိုင်းလူပေးပါလေအစားလူများလို့စုဆောင်းပါနော်အာစီနံမထွက်ရပါဘူးဆိုပြီးစုဆောင်းနေတာရှိရနော်อืมဒါပေါ့နော်ခဏလို့မဟုတ်သေးဘူးဗျာအခုတကယ်အရှိန်တန်းမှာပါစားတွေကြီးပဲတိုက်နေပါစားကိုပါစားဒီရင်းဆုံးမဲစားပွင့်တာကလေခင်ဗျားတို့ဂရီမတီးတာနော်တကယ်တော့ပို့တော့ရခိုင်ုံတန်းပို့တာအိုက်ထဲကလည်းကျွန်တော်သိတယ်နော်ရှမ်းမြို့ကကြီးအခုဆိုလို့ရှိရင် ရခိုင်ပို့နေတာပတ်စားတွေများတယ်နော်အဲ့အလေးလည်းသိစေချင်တာအလံပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ကြော်ဒီမှာဒီနေ့2025ရွှေလ15ရက်နေ့မနေ့ကင်းအစစိမ်းမှာပြန်လေကြိုးစိုးလိုက်ပါတယ်။အဲကျွန်တော်ရဲ့ကျွတ်ကျွတ် သတိတစ်ခုပေါ့နော်ပြင်ပြီးတော့ဖွင့်ထားတာရှိပါတယ်ကျွန်တော်ရဲ့ YouTube အသစ်ကိုလည်းဝန်ရံပေးကြပါအောင်ကျွန်တော်ဒီဟာကအခု view တွေတက်မတက်တော့ဘာလို့လဲလို့မသိဘူး channel ကအခြေအနေမကောင်းဘူးဒါကြောင့်မလို့အာဒီအသစ်တွေကိုပြင်ပြီးတော့ကျွမ်းပေးဖို့လည်းတောင်းဆိုချင်ပါတယ်အခြေအနေမကောင်းဒီ channel ကအခြေအနေမကောင်းဘူးဆိုလို့ရှိရင်ဒီ YouTube အသစ်ကိုပြင်ပြီးတော့အာ ရန်ဖို့အခြေအနေရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီဟာကိုလည်းဝန်းရံပေးကြပါဦးဒီနေ့မနေ့ခင်မှာပထမဆုံးကတော့စစ်တရရင်နစီပြစ်ချတဲ့ရေးပုံများအားငေတာကျက်သူလေးများအဖွဲ့ကကျက်သိမ့်တရာကွန်ပျူလိုက်ပါတယ်လို့သတင်းတွေကြားသိရပါတယ်ဒါကတော့ကချင်ပြည်နယ်ဗမုံမျိုးတင်းစစ်စင်ရေးဖို့ဆောင်နေတဲ့ကချင်လွတ်လျက်တပ်မတော် KNA နဲ့မဟာမိတ်ပူပေါင်းတပ်ကစစ်တရရင်နစီကိုထိမှန်အောင်ပြစ်ချခဲ့ရမှာထို့သောပြစ်ခတ်ခဲ့တဲ့ဒေါ်လန်ရေးရေးပုံများအားငေတာကျက်သူလေးများအဖွဲ့က ချက်သိန်း100ကုန်ပြုလိုအငူလူငွေပေးပို့ခဲ့ကြောင်း KNA စေယောင်းချုစည်ရေးဌာန၏ကျေးရိုးတင်လွှာ၌ဖော်ပြထားပါတယ်ဒါကတော့အလို့ရှင်တွေရဲ့လက်ဝက်အမိကအာအဆိုပါတရင်ရင်းမင်ကကျေးရိုးတင်လွှာ၌ဘာရှိတဲ့ငေတာချက်သူများငေတာချက်သူတွေများအဖွဲ့ဤအမေကိုရင်ညိုးပြိုးပြထားပါလေဒါကတော့ဖော်ပြထားပါလေဆိုတော့ဒီဟာကတော့အာဒီအလိုရှင်တွေကတော့နာမည်ဖော်ပြခြင်းမရှိဘူးလက်ဝက်နာမည်ကတော့ ညတာချက်သူ၄မြအဖွဲလို့သိရပါတယ်ဒါကတော့ဒိုလိုင်းတဖို့တွေကိုကွန်ပျူလိုက်တဲ့ချက်သိန်းတရာကိုကျွန်တော်တို့ဒိုလိုင်းတဖို့တွေကရရှိခဲ့တဲ့အကြောင်းတွေသိရှိရပါတာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကရှမ်းပြည်နယ်မြို့ပိုင်းနောင်ချူမြို့နယ်မှာရှိတဲ့တျံလီကသိမ့်ပိုက်ထားတဲ့နောင်ချူမြို့နယ်မှာရှိတဲ့ရွာလေးရွာတွင်စစ်ကောင်စီနဲ့တပ်ပွဲဆစ်ဖြစ်နေကြောင်းတျံလီကရွာလ၁၄ရက်နေ့ညနေပိုင်းနဲ့သတင်းထုတ်ပြန်ထားပါတယ်ဒီထဲမှာ ညင်အောင်သောဖွဲ့ကတစ်ဖက်သက်အပြစ်ရက်စေးထားမှုကိုစစ်ကောင်စီကအခွင့်ကောင်းယူနေတယ်ဟုတင်လင်းကပြောဆိုပါတယ်ဒါကတော့အခုချိန်မှာတပ်ပွဲစစ်တပ်ကိုဖြစ်ပွားနေပါတယ်ဟိုဖက်အာရက်ကစစ်တပ်လိုပြီးလို့ဆိုလို့ရှိရင်နောင်ချူမြို့နယ်မှာရှိတဲ့စစ်ကောင်စီအာကျွန်တော်တို့ PLA စခန်းတွေကိုပြန်ပြီးတော့သိမ်းပတ်နေပါတယ်ဆိုပြီးတော့အာပြောဆိုမှုတွေလည်းသူတို့ဖက်ကဝါရဖြန့်မှုတွေတရင်ထောက်ပြန်မှုတွေလည်းစစ်တပ်ကိုတွေ့မြင်နေရပါတယ်ဆိုတော့ဒီဟာကတကယ်တမ်းမှာဆိုလို့ရှိရင်တင်လေးကဒီစခန့်ကိုသိမ့်ပတ်ရရှိခံရလာလာ မခံရဘူးလားဆိုတာသေစစ်တို့ဖော်ပြခြင်းမရှိရဘူးဆိုတော့ဒီထက်မှာစစ်ကောင်စီလိုဘီတွေကတော့ဒီဒိုလိုင်းတဖို့တွေကသိမ့်ပတ်ထားတဲ့အာစကန်တွေကိုသိမ့်ပတ်ရရှိတဲ့ဆိုပြီးတော့ဝရဖြန့်မှုတွေလည်းအာဒေါ့ရှော့ကိုတွေးနေရတာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်စကန်တန်းဆွေဘူးမြော့နဲ့ဇေပင်ကျွမ်းပြူစိုးထီရွာကိုတက်ခတ်သိမ့်ပတ်ရမှာပြူစိုးထီတူတည်ဆောင်ပြီးဆစ်ရှိဦးအစင်ဖမ်းမင်ကလက်နဲ့ဆစ်လက်သိမ့်စီရရှိခဲ့ကြောင်းဆွေဘူးခရမ်းအမှတ်ဆစ်ရှိတရင် တက်ထောက်တာဝန်ခံပြောရဲဆိုခွင့်ရှိသူကိုနေမြော့ကပြောဆိုပါတယ်ဒါကတော့ရွမ်းလာကိုရင်းနဲ့နည်းနည်းအစိုးပန်း9နာရီ30မိနစ်မှာစတင်၍စေပင်ကျွမ်းမြူစိုးထီရွာကိုတိုလန်ရဲပူပေါင်းတပ်ဖွဲ့များကစတင်ချင်းကတက်ခတ်ခဲ့ပြီးတော့အပြန်အလှန်ထိတွေ့တပ်ပွဲဖြစ်ပွားပြီးနနေ6နာရီ15မိနစ်ခန့်တွင်ဘီဆိုတီအထံစခန်းတစ်ခုလုံးကိုအပြည့်အသက်တက်ခတ်သိမ့်ပတ်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီတက်ပွဲမှာစစ်ကောင်တပ်ဖွဲ့တွေကတော့ ဇေဘီကျွန်းမီဆိုထီရွက်ကိုအပြန်အလံကိုတက်ခတ်ရင်းနဲ့အာမုံမလင်းခင်မှာပဲမီဆိုထီအထန်စကန် အားလုံးကို သိမ့်ပန်နိုင်ခဲ့တယ်မီဆိုထီအသေးတကောင်နဲ့အရှင်၁၈ကောင်ကို အလဲရဖမ်းဆီးရမင်ခဲ့တယ်အက်စကန်ကမီဆိုထီရမီဆိုထီတွေကသူတို့ရွာထဲနေတဲ့အမျိုးသမီးတွေကို အလိုမတူပဲမရင်းကျင့်တာ လူသက်တာတွေနဲ့အချားရွာကပြည်သူများကိုလည်းပြစ်တဲ့ ပြက်ခတ်တာတက်ဖြတ်တာတွေကိုကျူးလွန်နေကြတာပါဟုဆွေဘူးခရအမှတ်78တရင်ကတတ်ထောက်တာဝန်ခံပြောရေးဆိုခွင့်ရှိသူဦးနေမြော့ကပြောဆိုထားပါတယ်ဒါကတော့ဒီဘီဆိုတီတွေကပြည်သူတွေအပေါ်အညောညောနှိစက်နေတဲ့အာမရင်းချင်းမှုတွေစစ်တပ်ကိုပြစ်မှုကျူးလွန်နေတဲ့သူတွေကိုအခုချိန်မှာတူလိုင်းတဖို့တွေကအာရှင်းလင်းနိုင်ခဲ့တာကျွန်တော်တို့မင်တွေ့ရတာဖြစ်ပါတယ်ဒါကတော့စစ်ကောင်အာစစ်တပ်လက်အောက်ခံဘီဆိုတီတွေကို78ဦးကိုဖမ်းဆီးရမိထားပါတယ် ်အမှန်ဆိုလို့ရှိရင်ဒီစခန်းက19ဦး20လောက်ရှိတဲ့စခန်းလို့ကျွန်တော်တို့ယူဆရပါတယ်ဗောနော်ဒါကတော့တစ်ခုတစ်ခုနောက်တစ်ခုကတော့စစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းများကိုနိုင်ငံတော်ပုံကန့်မှုတွင်ဖိုးပေါင်းပါဝင်အပါဝန်ပေါ့မများစွာဖြန့်တရားစွဲအရေးယူမီဥပဒေပြဋ္ဌာန်းလိုက်ပါလိမ့်ဒါကတော့ CRPH ကယမနေ့မှာပြဋ္ဌာန်းလိုက်တာဖြစ်ပါလိမ့် CRPH ကပြဋ္ဌာန်းတဲ့အာဥပဒေတွေဖြစ်ပါလိမ့်ဒီချိန်မှာတော့အသေးစိတ်တော့ဖော်ပြခြင်းမရှိတော့ပါဘူးဆိုတော့ဘာလို့လဲဆိုလို့ရှိရင်ဒီအာ ပြထန်းတဲ့ဟာကိုဘေးနားမှာဓာတ်ပုံလေးတူကပေါ့နော်ချပေးထားပါလိမ့်မယ်အဲ့ဒီနောက်မှာနောက်တစ်ခုတင်ဆက်ပေးချင်တဲ့သတင်းကမန္တလေးမြို့အုပ်ဖို့အချင်းထောင်တွင်စေကူသားမှုမရရှိ၍နိုင်ငံရဲ့အချင်းသူစီဒီအန်အလေတန်းကျောင်းအုပ်ဆရာမကြီးဒိုမိမင်တန်းကိုလွန်သွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အချင်းသားများကွန်ရက် PPMM မှဘ ഹു ဦးဆောင်ကော်မတီဝန်ဦးကိုသက်ထွန်းအုပ်ကပြောဆိုပါတယ်ဒါကတော့ဒီထက်မှာစစ်ကောင်စီကထုံချမှုကြောင့် ဒီနေ့ထဲမှာ January လပေါ့နော်ဒီနေ့ထဲမှာယခုနှစ်အတွင်းမှာတော့မှထွန်အတွင်းမှာဒေဆုံးရသောနိုင်ငံရဲ့အကြီးအကဲ17ဦးရှိလာပါပြီလို့သိရပါတယ်ဒါကတော့တော်တော်လေးကိုတော့စစ်မကောင်းစရာသတင်းတစ်ခုဖြစ်ပါတယ် အဲ့ဒီနောက်မှာနောက်တစ်ခုကြက်ရတဲ့တရင်ကကိုဝေမိုးနံထောင်ပြောင်းချင်မှာအရက်ခံရပြီးထောင်ဆေးရောင်ကို ပို့ထားရတယ်လို့သိရပါတယ်။ဒါကတော့ဖြစ်စဉ်ကမွန်ရွာအကျင်းထောင်ကနဲ့မန္တလေးအုပ်ဖို့အကျင်းထောင်ကိုပြောင်းဆိုခံရတဲ့နိုင်ငံရဲ့အကျင်းသားကိုဝေမိုးနံဟာအုပ်ဖို့ထောင်မှုဝမှာရက်နက်ခံရပြီးနောက်ပိုင်းမှာထောင်ဆေးရောင်ကိုပို့ထားရတယ်လို့ အော့ဖိုထောင်နဲ့နင်းဆက်သူတယောက်ကအတီးပြုတ်ပြောဆိုပါဒီလိုမျိုးကိုစစ်ကောင်စီကအော့ဖိုထောင်မှာဘလောက်ထိနစ်စထားလဲဆိုတာကိုတော့မင်းလို့ရပြီအခုနာပါပဲကျွန်တော်တို့ဆရာမကြီးစီဒီအန်ဆရာမကြီးကိုလည်းဒီထက်မှစေးရောင်ပုံမှုအလွန်အလွန်လို့စေးပြက်ခတ်မပေးတဲ့ပြေးခွက်မပြေးတဲ့အတွက်ကြောင့်စေးရောင်တက်ခွက်ပြေးတဲ့အတွက်ကြောင့်ဒီစုံကိုလွန်သွားလိုက်သူကိုလွန်သွားရတယ်ဒီလိုမျိုးအခြေအနေမျိုးကိုစစ်ကောင်စီကစစ်တပ်ကိုကျူးလွန်နေတာဖြစ်ပါတယ်ဒီဟာကအကျဉ်းသားတွေအပေါ် နင်းစစ်တာမျိုးလေးစစ်တပ်ကိုလှုပ်ဆောင်နေပါလေဒါကတော့သူတို့ရဲ့မတရားလှုပ်ဆောင်မှုတွေကိုကျွန်တော်တင်ဆက်ပေးတာဖြစ်ပါလေအဲ့ဒီနောက်မှာနောက်တစ်ခုတင်ဆက်ပေးချင်တာကတော့အခုအချင်းသားအချင်းသူမျိုးကိုစစ်တပ်ကနင်းစစ်တက်ဖြတ်နေမှုအပေါ်မှာဦးကျော်မူထွန်းကကုလသမဂ္ဂဆန်ရမှာပြောဆိုနေတဲ့အကြောင်းတွေကိုတင်ဆက်ပေးရမယ်။ဒါကတော့အကျန်းဖက်စစ်တဲ့ဤလက်အုပ်ခံတရားရောင်းများကလက်ဝတ်စွာဒေတန်စီရင်ချက်များကိုမင်းနဲ့ပန်းအတွက်မှာချမှတ်နေတဲ့အပြင်စစ်တပ်ကလည်းအကျဉ်းသားအကျဉ်းသူများကိုလက်ရှိရှုပ်များဖြန့် ရင်ပန်းချင်းလင်ပန်းဆန်ရအကျန်းဖဲ့ချင်းများကိုပါလုံးဆောင်နေကြောင်းကုလသမဂ္ဂဆန်ရမြန်မာအမေရန်ကုစလီတန်အမကြီးဥကြုံမူထံကပြောဆိုပါတယ်။ဒါကတော့အခုချိန်မှာကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အချင်းသားတွေအချင်းသူတွေပေါ်မှာစစ်ကောင်စီကတောက်လျှောက်ကိုလင်ပန်းဆန်ရနင်းဆက်တပ်ဖြတ်မှုတွေမှာစစ်တပ်ကိုလုံးဆောင်နေပါတယ်။ဆိုတော့ခုနကကျွန်တော်တင်ဆက်ပေးတယ်လို့ပဲအချင်းထောင်မှာဆိုအုပ်ဖို့အချင်းထောင်မှာဆိုလို့ရှိရင်နင်းဆက်မှုတော်တော်လေးကိုကြံ့နေပါတယ်ဒီလိုမျိုးကို အာနေဆက်ခန်းနေရလို့တေဆောင်းတွေလူလေရှိနေတယ်ဗါလေလို့ကျွန်တော်တို့ကိုသတင်းတွေကြားသိရပါတယ်ဆိုလို့ဒီဟာကတော့အာဒီမနေ့ခင်မှာရရှိထားတဲ့သတင်းထုတ်တွေကိုတက်နေတော့အချင်းချူပြီးတော့ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်။နောက်မှကျွန်တော်စုဆောင်းထားတာလေးကိုပြင်ပြီးတော့ကြည့်အောင်ပါ။ပထမဆုံးကြည့်ရမယ့်ယူတန်ဖန်ကတော့ကရင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့အာထမ်းမြေမှာနေဆက်မှာစက်ကောင်စီတခန်းစခန်းတွေကိုကျွန်တော်တို့လိုင်းတဖို့တွေကစစ်တပ်ကိုသိမ်းပိုက်သိမ်းယူနေပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ဟော်ဖက်ရက်ကူကစစ်တပ်လော်ဘီဖြစ်တဲ့ဂျုံမင်းမင်းဘီလူတွေလောင်မြတ်ထားလဲကျွန်တော်နဲ့တူပြင်ပြီးတော့ကြည့်အောင်ပါ။ဆိုတော့ဒီလိုမျိုးကိုကျွန်တော်တို့လိုင်းတဖို့ တွေကတက်ခတ်နေလို့ဟောဖိရက်ခွေမှာဘလူတွေအခြေအနေရှိလိမ့်ဆိုတာကိုကျွန်တော်နားထောင်ကြည့်အောင်ပါအဲ့တော့ကရင်ပြည်နယ်ဘက်မှာလည်းကိုကရင်ပြည်နယ်ဘက်မှာလည်းတိုက်ပွဲတွေကအားလုံးတည်တဲ့အတိုင်းပဲဟိုနေဆက်စခန်းတွေဆိုရင်၃ခုပဲကျန်တော့တယ်လို့တော့ပြောလို့ရတယ်နေဆက်စခန်းဆို၃ခုပဲကျန်တော့လို့ပြောလို့ရတယ်အဲ့ဒါလို့ဆိုပြောနေတာကြည့်အောင်နေဆက်စခန်း၃ခုပဲကျန်နေဆိုတာဟုတ်ပါလေကျန်တဲ့၃ခုကဥက္ကဋ္ဌရုနော်ဥက္ကဋ္ဌရုနော်ဟိုကျွန်တော်ဒီမှာနာမည်မှမဆိုလို့ပြန်ကြည့်ပြောပြပါမယ်အင်းနော်ကျန်တော့ဆိုလို့နေဆက်မှာတဲ့ပွက်နေတာ ဘာကြံလဲဆိုတော့တုံးခုပဲကြံတယ်တဲ့ဩကရထထိကပလာဝေါ်လီအဲစကန်တုံးခုပဲကြံတော့တယ်နေစားမှာဘာလို့ကရင်တွေကတော့ချက်ကရင်တက်တွေတိုက်တယ်သူတို့တိုက်တိုက်တိုက်တက်တွေတိုက်တာကလည်းတက်ခဲ့ယုံအယုံလွယ်မှုအပေါ်မှာအားကိုးပြီးတော့လုတ်သွားတာတိရကတော့ဘောနော်အခုဖြစ်နေတာတက်မှာခုနှစ်နေမြေမှာထဖြစ်တာထဖောက်တာဘောနော်လှိုင်းဘွဲ့ဘောနော်လှိုင်းဘွဲ့ပဲလို့ရတယ်အဲလိုင်းဘွယ်ဘီဟာပေါ့ကိုကဲမှုအောက်မှာရှိတဲ့ရှိတဲ့အဲတတ်မတော်တတ်မဟာခုနှစ်ကဆက်ဆက်နေမြည်လေးမှာရှိတဲ့နေသစကန်အကုန်လုံးတော်တော်များကို KNU ကသိမ့်ပိုက်တယ် သိမ့်ပိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီသိမ့်ပိုက်ကြီးအကြောင်းရင်းလည်းအဲ့ဒီစောပိုင်းမှာ KNU ရဲ့တပ်မဟာခုနှစ်ကငင်းချမ်းရေးယူထားသလိုလို NCA ပဲလုပ်တော့မလို့လို့ ਨੇ ဒါဒီလိုနေနေရင်းနဲ့အဲ့ဒီ Nether Scan နေမှာရှိတဲ့တပ်မတော်သားတွေနဲ့သူကဘလူးဘလူးသွားလုံတယ်အဲ့ဒါဘလူးဘလူးသွားလုံပြီးတော့လုံပြီးတော့တပ်မတော်သားတွေဆိုတာလည်းဩငါတို့ဒီလိုဖြစ်တယ်ဆိုတော့လက်ခံပြီးတော့စကားပြောတယ်ယင်းပြောရှင်ဒီနေနဲ့တိုက်ရဲ့အခြေအနေတွေကိုလုံးဒီကောင်တွေကအတွေ့အကြုံကြတဲ့ချာလေ့လာပြီးတော့အဲ့တက်ကအရာရှိကြီးအဲ့ Nether Scan နေမှာရှိတဲ့လူ၁၄ယောက်၅ယောက်ပဲရှိတဲ့စကန်ကြီးရရှိရရှိရာခံတွေကိုတွားပြီးပေါင်းတယ် ပြောရှင်ပေါင်းပြီးတော့တငယ်ချင်းပေါင်းပေါင်းရောက်ဖိုက်ရေးပါညာဖြစ်ပြီးတော့နောက်ဆုံးမှာပြီးလဲပြီးတော့အချင်းကြီးပိုင်ပြီးလဲဆိုလဲဆိုအခုလဲကြာတော့ဘတ်ဆိုပြီးတော့သူကအဲ့ဒီလက်နက်ကိုင်အိုက်တက်တွေကိုလောက်ကိုသူကကရင်တက်တွေကလူ၄900နဲ့ဝင်စီးတယ်စီးပြီးတော့သူကဝိုင်းတယ်ဝိုင်းမတိုက်ဘဲနဲ့ဝိုင်းတယ်ဝိုင်းပြီးတော့ဖုန်းဆက်တယ်မင်းတို့မင်းတို့တွေလက်နက်ချမင်းတို့လက်နက်ချမယ်ဆိုထိုင်းဘုတ်ကိုထွက်ပြေးလို့ရငါတို့ပေါက်ဖွင့်ပြီးမယ်မချရင်တော့ငါတို့ကမင်းတို့ပြတ်ရှင်းမှာအဲ့တော့အခုဆိုရင် okay ထားအောင်တိုက်မယ်ဆိုပြီးသူတို့ကြွေးကြော်နေတယ်တော်မှာတိုက်မယ်ကြွေးကြော်နေပြီဒါတွေသတိကြီးထားကြဖို့တော့ တက်မတော်သားတွေနဲ့လူမယ်လို့တော့ကျွန်တော်ထင်တယ်ဗျခက်တာကလည်းကျွန်တော်ကဒီကပြောရမယ့်အဲ့ဒီနေသမှာခြေတက်မတော်သားတွေကဒါတွေမမီတော့ဘူးတို့တိတဲ့ချိန်မှာခြေနောက်ကျကုန်ပြီတချို့ကလည်းနောက်ကျသွားတယ်တို့တိနောက်ကျကုန်ပြီကရင်မှာရှိတဲ့နေသကတက်တယ်ကိုတော်များတော့ဒရုန်းတွေပဲကောင်းကောင်းပေးထားရင်တော့ကောင်းနေမယ်သူဒရုန်းကိုဒရုန်းဆိုရင်တော့ဒီကောင်တွေမခံနိုင်ဘူးလို့ကျွန်တော်ကြားပါတယ်အဲ့တော့ဒရုန်းတို့ဒရုန်းဖိုက်ပဲဆိုရင်တော့တို့မခံနိုင်ဘူးကြားတယ်တို့ကဘောကဒရုန်းနဲ့ခြားတာဟုတ်ဗျဒရုန်းတွေပဲတက်ကိုစော်နေဆိုတော့အဲ့ဒရုန်းကိစ္စတော်တော်ရှင်းရခဲ့တဲ့ကိစ္စပါတက်မတော်အနေနဲ့လည်းတနိုင်ကလုံးမှာရှိတဲ့တက်မတော်တက်ရင်းတွေပေါ့နော်ဒီမှာတက်ရင်းတွေအကုန်လုံးမှာ ရှင်းပြရင်တော့ဟိုနေဆက်တွေတိုက်နေရတဲ့တွေတကယ်တိုက်နေရတဲ့တက်တွေရှိမှာတက်ရင်တိုင်းလို့လို့မှာ drone တွေ3 4 5စီးတက်ရင်တစ်ခုမှာ3 4 5စီးလောက်ရှိထားဖို့လို့ထင်တယ်ကင်းထောက်တဲ့ drone ရဲ့တကယ်ကို drone ပုံချမဲ့ drone နှလုံးလောက်ပဲကင်းထောက်မဲ့ drone တော့ဈင်းလောက်ပဲဆိုတော့3ဈင်းလောက်နဲ့ကြည့်ရင်တော့ဘာပြောကောင်းပါလိမ့်မယ်အဲ့ဒီတွေ့တဲ့တမတော်အနေနဲ့ကငွေကတော့ရှားလိမ့်မယ်မထင်ဘူးပြတကယ်တမ်းကျတော့တကယ်တမ်းသာဟိုအလှူသာခံကြည့်လူခံတံဘလောက်ပြ drone တွေလုံးဝရှင်းချုပ်လေးဆွေးချုပ်လို့လိုက်နေအဲ့မှာ wide လူကြမယ်လူကြီးတက်ရင်တိုင်းတက်ရင်တိုင်းတွေ့ ိုတတိယနေ့ဝိုင်းလှူပေးပါလိမ့်မယ်။ဟောဆိုတို့လည်းတို့စီဝါတက်ခဲ့တယ်ခံနိုင်ပါဘူး။အဲ့ခါကျတော့ဒါတွေကိုမြင်မြန်ပြအေးရောဆိုတို့လှူပေးတိုင်းလှုပ်လိမ့်မယ်။ဒါကြောင့်တပ်မတော်နေတဲ့ချုပ်ကိစ္စတွေမှာအရာရာကိုစဉ်းစားတဲ့အခါစီမင်းစည်းကမ်းတွေရဲ့အောက်ကနေတချို့အောက်တော့ box ဆိုဟို box ကအပြင်ဘက်ကနေထွက်ပြီးတွေးပြီးတော့လောက်ကင်ကြားဖို့တင့်နေလို့ပဲခေါင်းဆောင်ပိုင်းတွေဆုံးဖြတ်ပိုင်းမရှိသူတွေကိုတိုက်တွန်းချင်ပါတယ်နော်။အင်းနော်ဒီမှာကြည့်အောင်ကျုံမင်းအခုအာကရင်ထမ်းမြန်မာနေဆက်မှာဆိုလို့ရှိရင်ဒိုလိုင်းတဲ့ဖို့တွေကအကောင်လုံးနှိပ်ပတ်ကိုသိမ့်ပတ်နေရပြီ။ ဆိုတော့ဒီဒီကကျောင်းတွေပတ်သက်ပြီးတော့စဉ်းစားရင်းနဲ့ယင်းနှစ်မှာပိုင်းတွေပွက်နေတာကြုံပြီးကနော်တော်တော်လေးကိုခံစားနေနော်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်တော့ဒိုလိုင်းတစ်ဖို့တွေက Google Tag ကိုကျွန်တော်အခုချိန်မှာစပ်ပြီးတော့ထိုးစစ်ဆင်ဖို့အတွက်အာကျောင်းဝတ်တော့ဒီကောင်တွေကိုပြင်ပြီးတော့ဆိုတော့မှာမင်းတို့ထွက်ပြင်းထွက်ပြီးမထွက်ပြီးဘူးဆိုလို့ရှိရင်မင်းတို့ lineage အလံဖြူထောင်းဒါမှမဟုတ်ဆိုလို့ရှိရင်တော့မင်းတို့ကရှင်းပြီးမှာဆိုတဲ့သဘောမျိုးထိကိုကျွန်တော်ဒိုလိုင်းတစ်ဖို့တွေဖက်ကလာနေရပြီဖြစ်ပါတယ်ဆိုတော့ဒီဟာမှာဟုတ်ဖေးရကွက်က လောဘီတို့ကလည်းတတော်လေးကိုကြောက်နေပုံရပါတယ်เนาะအချင်းကနောင်းတော့ပြီတဲ့ဆိုတော့ဒီထက်မှဆိုလို့ရှိရင်အာဒိုလိုင်းတစ်ဖွဲ့အာရစက်ကောင်စီတစ်ဖွဲ့တွေကဒရုံးဒရုံးလူအပ်တယ်လူအပ်တယ်ဆိုပြီးတော့အမေတန်းအော်နေတာဇဒန်းနဲ့အာမင်ကြီးပြီးသူတွေစီကဝေဒန်ခိုးစားနေတဲ့စစ်တပ်ကဒရုံးတွေကိုဝေဖို့မရှိလာလားမတုံးတက်တာပါเนาะဆိုတော့မရှိတာမဟုတ်ပါဘူးဆိုတော့မဝေနေတာမဟုတ်ဘူးညာကစစ်တပ်စစ်တပ်ကအကြီးအကဲတွေကသူတို့ကိုနေဆက်မှရှိနေတဲ့သူတို့ကိုပေးမယ်ဆိုလို့ရှိရင် ဒီ drone တွေကိုကျွန်တော်တို့တူလိုင်းတဲ့ဖိုတွေကိုပြင်ပြီးတော့ရမှာအဖေချာပဲဒါကြောင့်မလို့သူတို့ကမပေးချင်တာအစ်စ်ကျွန်တော်တူလိုင်းတဲ့ဖိုတွေကိုပြင်ပြီးတော့လူမာကိုအရန်ကိုကြောက်နေတွေ့တွေ့ကြောင်းတော့မပေးချင်တာအခုချိန်မှာတူလိုင်းတဲ့ဖိုတွေကစကန်းကိုဘာအလင်းနဲ့လည်းပဲကာကွယ်ကာကွယ်တူလိုင်းတဲ့ဖိုတွေကမှဆိုပြီးပြီဆိုလို့ရှိရင်တော့မရတာအသက်မရှိတော့ဘူးဆိုတော့အခုချိန်မှာရတာကြီးပဲဆိုတော့မထွက်ပြီးရင်ဒီထဲမှာဖမ်းခံရင်ဒါနှစ်ခုပဲရှိတာ ဆိုတော့ဒီထက်မှာကျွန်တော်တို့ tournament တစ်ခုက limit KN တူကိုလည်းအများပြသိမ့်ပတ်ရရှိလို့ကိုလည်းအများပြရှိနေပါတယ်ဒီလိုမျိုးကိုဖြစ်နေတဲ့အတွက်ကြောင့်စစ်တပ် DG အကြီးကြီးတွေက drone တွေကိုပေးကျင်တာဆိုတော့စတန်ဒတ် army ကြီးနော်ပြည်သူတွေစီကအမေရိကန်ခိုးစားနေတဲ့အမေရိကန်ကိုပြည်သူတွေစီကမျိုးစုံနေတဲ့စစ်တပ်ကအခုချိန်မှာအလူခံဖွဲ့အထိကို lobby တူဂျုံမင်းကတော့ပြောလာပါပြီဒီလိုမျိုးအခြေအနေအထိကိုရောက်နေပါပြီဆိုတော့ပြည်သူတွေကိုအာဘလူတွေပြင်ပြီးတော့အလူငွေခံအောင်မလဲတော့မသိဘူးအဲ့ဒီတတိယရှိမှာအမစီပွေ ခရုံတွေရှိမှာဘလူတွေအလိုခံပြီးတော့ဒီသူတို့အချင်းချင်းမှာစားအောင်မလဲတော့မသိဘူးသူတို့နေရာကမင်းတို့တွေအလိုခံကြပါခရိုနီစင်မှာအလိုငွေတောင်းကြပါဒရုန်းတွေကိုမြင်မြဝေကြပါဘာလို့လဲဆိုတော့ရှင်ကျွန်တော်တို့ online တက်ဖို့တွေကလည်းဒီလိုမျိုးကိုပြီးသူတွေမရှိမရှိမဲ့ဟာလည်းနဲ့လူတာကတော့တော်တော်လေးကိုတော့ကောင်းနေပါပြီဒါပေမဲ့လည်းမင်းတို့တွေဒီလိုမျိုးခရိုနီတွေကလူမေဆိုလို့ရှိရင်တော့ကျွန်တော်တို့ online တက်ဖို့တွေအတွက်ပူပြီးတော့ကောင်းတာပေါ့နော် ာကျွန်တော်တကူလိုင်းတစ်ဖွဲ့တွေစခန်းသိမ့်ပြီဆိုလို့ရှိရင်ဒီဟာကကျွန်တော်တူလိုင်းတစ်ဖွဲ့အတွက်ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ရန်ကုန်ကောင်းပါတယ်မင်းတို့လူပေးကြပါလူလေးခံပေးကြပါဘောနော်ဒါကတခုပေါ့နောက်တစ်ခုပြောင်းရေးလူတွေဆိုထက်လာတယ်သူသူရဲ့ဘာမင်းအွန်လိုင်းကိုလူတွေဆိုထက်တယ်ပြီးရင်ရုပ်ခေါင်းရင်ကိုအယူလို့ပြောနေတဲ့ကောင်တွေကဘယ်လိုပြင်ပြီးတော့တော့ပြန်ထားလဲဆိုတော့ကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါအခုချိန်မှာပြောင်းရေးက long walk ကိုဒဲတွေကြီးပဲဒဲတွေကြီးပဲပြောတာနားထောင်ကြည့်အောင်ပါကာကွယ်ရေးဦးစီးချုပ်ကအသက်80အထိလောက်တယ်ဗျာဟုတ်တယ် အဲ့တော့သူ့လိုမျိုးပေါ့နော်ကြံတဲ့ရက်ဖက်ပေါ့ရက်ဖက်ကဘယ်လိုခေါ်မလဲဆိုညှို့မှုတွေဒုညှို့မှုတွေလက်ထောက်ညှို့မှုတွေကိုလည်း65နှစ်ထိလောက်ခွင့်ပေးပါလားဗျာတဲ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ね CDM လောက်တာတွေများတဲ့ခါကျတော့အစ်တကအမြဲစုနေရအဲ့တော့ဌာနတစ်ခုမှာပေါ့ရှေ့မီနောက်မီရေးတွေအရမ်းအမြန်းထားရှိစေခြင်းဒါကတော့ပြည်သူရင်ဖွင့်တာမှာနော်65နှစ်လောက်ထိတော့လောက်ခွင့်ပေးပါလားတဲ့နော်။အဲ့တော့ဦးမြောင်လိုင်းခင်ဗျားကမှအသက်80ကြီးလောက်သေးတာပဲကျွန်တော်တို့လည်း65နှစ်65နှစ်ထိလောက်ခွင့်ပေးပါဆိုတဲ့ တောင်းဆိုမှုလေးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကပြည်သူစစ်တွေကိုပြည်သူစစ်ပတ်စပေါ့ဗျာပတ်စတွေကိုခင်ဗျားတို့စုဆောင်းအောင်ဟာနော်အာစီနံမထွက်ပါဘူးဆိုပြီးစုဆောင်းနေတာရှိနော်อืมဒါပေါ့နော်ခင်ဗျားတို့မဟုတ်သေးဘူးဗျာအခုတကယ်အရှိန်အမ်းမှာပတ်စတွေကြီးပဲတိုက်နေပတ်စကိုပတ်စဒီအင်းဆုံးမဲစပွင့်တာကလေခင်ဗျားတို့ဂရီမတီရနော်တကယ်တော့ပို့တော့ရခိုင်တန်းပို့တာအိုက်ထဲလည်းကျွန်တော်သိတယ်နော်ချမ်းမြို့ကိုအခုဆိုလို့ရှိရင် ရခိုင်ကိုပို့နေတာပါစတွေများတယ်နော်အဲ့ဒါလေးလည်းသိစေချင်တာကိုဘုံယူနေတယ်လည်းဟုတ်လားဟဲဒုက္ခပါပဲအအယူတော့အယူနဲ့သတ်မှတ်ချက်ပါနော်ယူသူချင်းနဲ့သတ်မှတ်ချက်နဲ့ပတ်သက်လာလို့ရှိရင်ဗုဒ္ဓဟောကြားတဲ့တရားပေါ်မှာခြေခံမယ်ဆိုရင်အေးဘုရားတရားနဲ့ပုတ္တဇဏောအမတ်တကောလာနော်ပုတ္တဇဏရအယူတွေတနည်းမဟုတ်တော့တနည်းယူနေတာကျွန်တော်ပြောပြမြန်မာပြည်မှာတမနာယူနိုင်ငံယူဂျုံယူနော်နော်မရတာယူလင်တာယူအယူတွေအတူပုံနေနော်အဲ့တော့ ုဖုံးယူတယ်လို့ပြောတဲ့သူတွေအားလုံးကလည်းသူတို့ကလည်းဘယ်လိုဟောမလို့ဆိုလို့ရှိရင်ကျွန်ယူရင်ယူမယ်ယူရင်ဘောယူမယ်အပဘောယူတာရှိပါတယ်နော်အဲ့တော့ကိုဖုံးယူနေတယ်လို့ပြောတဲ့သူတွေအားလုံးကိုကိုပြန်ဆန်းစစ်ပါနော်အဲ့တော့ယူတာနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဒုတိယကိုယူတယ်လို့ပြောမယ်ဆိုရင်ကျွန်တော်တို့ကအာတည်တည်ချာချာဘာနဲ့ပတ်သက်လဲ psychiatrist နဲ့တယောက်အနေနဲ့ပေါ့နော်အဲ psychologist နဲ့ပဲကြည့်ကြည့် psychological view point ဘက်ကပဲကြည့်ကြည့်အဲ့လိုမျိုးကြည့်ရတဲ့အတိုင်းတိုင်းရှိတယ်အဲ့တော့သူတော်ဘာကိုယူရလို့ပြောလို့ရှိနေတေချာတယ်သူတို့လည်းအယူတွေဖြစ်ပါလိမ့်မယ်အားလုံးအယူတွေယူရနော်တခုစစ်ဘုတ်ချုပ်တွေကလည်းတဲ့သူတို့မသေးတိုင်းနဲ့ပြည်သူလူငယ်တွေကိုထိုးကျွတ်တတ်နေတာလို့တွေ့ပြီလားဆိုင်မကောင်းဘူးဟုတ်ပါလေကဲဆိုတော့ဒီဟာကတော့ပြောင်းကြီးကလုံးဝမပြောချင်တော့မပြောချင်တော့ဘူးเนาะအဘဘုံမှာတွေအကြောင်းလေဘောနော်ဆိုတော့ဒီဟာတစ်ခါမှာတက်တွန်းကဖြစ်ပေါ်နေတဲ့ဟာတွေကိုပြင်ပြီးတော့ပြောပြနေတာဖြစ်ပါလေ ဆိုတော့တက်တွက်မှာဘလူတွေဖြစ်ပေါ်နေလဲဆိုလို့ရှိရင်ကိုကာချူကြီးကပက်80 ठी ပေါ့နော်မင်းအောင်လန်ကသက်80နေပါ ठी ကိုအမကာချူကြီးနေရာကိုယူထားပြီးကျွန်တော်အဲ့ဒီလက်အောက်ကရှိနေတဲ့နေရင်းတွေတော့တော့တခြားလူတွေလည်းအများကြီးပါဘူးနော်ဒီထဲမှာကျွန်တော်တို့ကလည်းတက်ချူအနေရာမှာ အသက်65နှစ် ठी ကိုလောက်ခွင့်ပြီးပါဆိုပြီးဇူရဲတောင်းဆိုမှုတွေကိုလည်းရှိနေပါလိမ့်လို့သိရပါတယ်ဒါအပြင်အခုချိန်မှာအာစပီဒုစတွေကဒေဆုံးမှုတွေဖန်ဆီးခင်ရမှုတွေအဲ့မှာ ထွက်ပြေးမှုတွေကိုတော်တော်လေးကိုမြင်လာတော့ပြည်သူကမေးခွန်းထုတ်နေရပြီအရင်တော့ကတော့မင်းတို့တွေကမင်းတို့ဂျေးရွာမှာပဲအာလွန်ဆွင်ယူရမှာစစ်တမ်းမထွက်ရဘူးဆိုပြီးတော့စူးစောင်းနေတာအခုချိန်မှာဘာလို့စစ်တမ်းထွက်ခန်းနေတာလဲစစ်တမ်းမှာဘာလို့တည်နေရတယ်ဆိုတဲ့သဘောမျိုးမေးခွန်းတွေကိုလည်းစစ်တပ်ကရှိနေရပြီသူတို့ညာကတော့အာသူတို့အဘဖြစ်တဲ့ယုံမေးလောင်းကိုတန်းကပြောဆိုထားဖြစ်ပါတယ်မင်းတို့စစ်တမ်းမထွက်ရဘူးဒီထဲမှာ အာယူအယူလုံးလုံချောင်းရေးကိုပဲယူရမှာမင်းတို့နေရာဒေသမှာပဲလုံချောင်းရေးယူရမှာဆိုပြီးတော့ပြောနေတာဖြစ်ပါတယ်အခုချိန်မှာတော့စစ်တပ်မှာတည်နေလို့အများဆုံးကတော့ပတ်သက်ပတ်သက်ဆရဖြစ်တယ်ပြီးရင်အဖမ်းခံနေရတဲ့အများဆုံးကတော့ပတ်သက်ဆရဖြစ်တယ်ဒီလိုမျိုးအခြေအနေကိုဖြစ်နေတာကိုကျွန်တော်တို့မင်းတွေ့ရတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမြဲကြည့်ရှုအပိတ်ကြဲတုံးလိုက်ပြီးသူများအားလုံးကိုကြည့်ဦးတင်ပါတယ်ဆိုတော့နောက်မှာကျွန်တော်မပါဘဲနဲ့ယူတန်ဖန်တို့ကိုဒီနေ့ကြီးအဒီမနေ့ခင်မှာ ဒီဒီအတီဗီကိုထည့်ပေးတော့မှာသူတို့မင်းရဲ့ကထည့်ပေးဖို့မင်းနေတာကျွန်တော်အဲ့ဒီလောက်တာကျွန်တော်ဗီဒီယိုတင်တင်ရမှာအရန်ကိုနှောက်ကြမှာစိုးတဲ့အတွက်ကြောင့်ဗောနော်အမြန်လောက်ရင်းနေအဒီဒီဟာကိုထည့်ပေးဖို့မင်းနေတာဒီမနေ့ကမှာတော့ထည့်ပေးပါတော့မယ်ဘာလို့လဲဆိုလို့ရှိရင်ဒီ train တွေကဒီရုတ်တန်ကဗန်ကစစ်တပ်တွေရ တကယ်ဖြစ်ပြက်တွေကိုစစ်တပ်တွေဘလူတွေမွေးရေးစေဖို့အသုံးပြီးတော့အလုံးလုံးနေကြတာလေဆိုတာကိုသူကတည်းကပြောပြထားတာဖြစ်ပါတယ်ဆိုတော့ဒီတဲ့ဒီနောက်မှာကျွန်တော်တင်ဆက်မှုတန်းကိုအမေရန်ကြည့်ရှုအားပေးနေကြတိုးလိုင်းပြည်သူများအားလုံးကိုလည်းညနေပန်းသတင်းတွေမှာလည်းအမေရန်တင်ဆက်ပါတယ်ဆိုတော့ညနေပန်း6နာရီခွဲခုနှစ်နာရီလောက်မှာအမေရန်လို့လို့ပေါ့နော်အာတင်ဆက်ပြပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတိုးလိုင်းပြည်သူများညနေပန်းမှာလည်းအာသတင်းတွေသိချင်တဲ့အာကျိုးစိုးစီသိချင်တဲ့ဆိုလို့ရှိရင်တော့ အာပြင်ပြီးတော့ကြီးစုပေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ YouTube အသီးတစ်ခုပေါ့နော်ပြင်ပြီးတော့ဖွင့်ထားတာရှိပါတယ်ကျွန်တော်ရဲ့ YouTube အသီးကိုလည်းဝန်ရံပေးကြပါအောင်ကျွန်တော်ဒီဟာကအခု view တွေတက်မတက်တော့ဘာလို့လဲလို့မသိဘူး channel ကအချိန်နေမကောင်းဘူးဒါကြောင့်မလို့အာဒီအသီးတွေကိုပြင်ပြီးတော့ကျွမ်းပေးဖို့လည်းတောင်းဆိုချင်ပါတယ်အချိန်နေမကောင်းဒီ channel ကအချိန်နေမကောင်းဘူးဆိုလို့ရှိရင်ဒီ YouTube အသီးကိုပြင်ပြီးတော့အာ grand for အခြေအနေရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီဟာကိုလည်းဝမ်းရံပေးကြပါအောင်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအပေးနေကြတုံးလည်းပြသူများအားလုံးကိုလည်းကိုယ်ကြံပါခြင်းစေချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှိရဲ့မြင့်သွားအောင်တုံးတာတော့ကျွန်တော်ဒီရှိကျွန်တော်ရှိတိုင်းရောက်လာတဲ့အချိန်မှာဟိုလီးကောင်းခန့်ကြောပေါ့ဟိုလီးကောင်းခန့်ကြောကတော့အနေထားပုံပြက်တယ်တာမန်ထက်မတူဘူးသူကြတော့ကျွန်တော်ထက်ယာရုအများကြီးတော့ကျွန်တော်ကကတ်တော်မရအောင်ဒါနဲ့သူလောက်တော့ကျွန်တော်တည် နောက်ထပ်ထပ်ပြီးကျွန်တော်တို့နဲ့နီးနီးကက်ကက်လက်ပုံတည်းနေရတော့ဆရာခေးလင်းနာသူကတော့အတိတ်ကအပြင်းနဲ့ပြည်စီတွဲတင်တွဲနေတယ် WY နေတယ် WY နေတင်တွဲနေအရက်တွဲနေဒီရတွဲနေသူကအတိတ်ကတွဲနေလို့သူနဲ့သူပါသနာတော့ဆရာကောင်းခန့်ပါတယ်ဆရာကိုကိုလင်းမောင်ပါတယ်အဲ့ဒီမြောက်ပါပါသနာသူတို့ကငွေကိုကင်ထားတယ်အပြင်းဝယ်တယ်အတွင်းထဲမှာထုတ်ပြီးရောင်းတယ် မွေးရသွားကျွန်တော်အထင်းမှာဒီတက်သားတွေဝယ်နေကြတာတပြားကိုတပေါင်းဆိုပြီးဝယ်ရတယ်ဒီအခုကျွန်တော်တို့အလင်းဝင်ပြီးရဲ့နောက်ပိုင်းမှာခနာကိုယ်ကြီးခြိသွားတာကျွန်တော်တော်တော်လမ်းလျှောက်တာအားမရှိတော့တာဆိုတော့ဒီအရင်တုံးထားရဲ့ဂျန်ကပြန်ထိတယ်လို့လည်းကျွန်တော်တော့ယူဆပါတယ်သူတို့ပြောတာ WY တုံးငယ်နောက်ပြီးတော့ဘလက်ချိုက်တဲ့နင့်စီတဲ့အဲ့ဒီ ွေစွာရဲ့အကြံတော်မှာအားလုံးသုံးပါတယ်ခင်ဗျာကျွန်တော်နှုတ်နဲ့ပါလာတဲ့အများစုကသုံးပွဲပါတည်တဲ့လူသွားဆက်အများတော်အဖြစ်ကြောင်သွားတာတော့ရှိပါတယ်ခင်ဗျာကျွန်တော်မျက်စိရှိစဉ်မို့၃၄ယောက်ရှိပါတယ်ညတွင်တရေမြင်တယ်ဆိုပြီးဖတ်ပြီးတယ်တနတ်ထပြစ်တယ်ပြီးတော့တယောက်တည်းစကားတွေပြောနေတယ်အဲ့လိုရတာကျွန်တော်ကြုံရပါတယ် ုတ်ပါရဲ့ငူးရဲ့သေးဝါကိုတုံးဆွဲတာတဝက်ရှိမယ်ဆိုရင်အရက်တွေလာတောက်ထားတာတဝက်ပါပါတယ်ပေါ့ဒီအရာရှိရတော့ကျွန်တော်ဘိုးကြီးကောင်းအပ်တော့သူကတော့လုံးဝပုံမှန်ပြက်ပါတယ်ကျွန်တော်တို့ဆက်ဆံရေးလဲသူကငွေသူကတော့ကျွန်တော်တို့အနေထားနဲ့ကြည်ယုံနဲ့တိတာလို့ညသူမတုံးဆွဲဘူးဆိုရင်သူကသူအခန်းထဲမှာနေမကောင်းဘူးဆိုငြိမ်နေတယ်သူတုံးဆွဲပြီးတော့ပြီဆိုရင်ကင်းစစ်တယ်နည်းနည်းဆိုရင်ကြီးလုတ်တယ်ရိုက် အဓိကတော့ဒီဆရာကောင်းထက်ဟောဆရာကောင်းထက်ဆိုရင်ပို့တို့ရယ်သူကနေထိုင်နဲ့မွေးဆိုအောင်မတုံခွင်းရတယ်သူကအဲတွေးတဲ့နေရာလိုက်တယ်နောက်ဟာမှတာမန်တော်မှာတော့အိမ်နေလိုက်ပြီးလက်ပြုံနေနဲ့ရှောက်ဖြစ်တယ်ကျွန်တော်မျက်သိရှိတယ်သူဘလောက်တုံခွင်းထားလဲဆိုလူရှိရှိမရှိရှိလက်ပြုံနေလိုက်ပြည့်တယ် ဲ့တဘောကိုတက်ရောက်ပါလေသူ့ကိုမီးတော့6လက်နဲ့လို့ပြောတယ်တကယ်တမ်းမကြည့်မဆိုင်လက်ပစ်ဘောင်းနေမြဲအိမ်ကြီးလည်းပြစ်ထဲပါလေပြစ်ထဲလာကျွန်တော်မျက်တိရှင်းပါလက်ပစ်ဘောင်းကိုယူသွားတာတော့မရေဘုံနဲ့ကျွန်တော်ကြီးကလက်ပစ်ဘုံကတောင်းရေဘုံနဲ့အပြည့်ထဲသွားပြီးတော့လိုက်ပစ်တာအဲ့ဒါကိုကျွန်တော်တွေ့ရောက်ဟုတ်ကျွန်တော်တို့တက်ကကုတက်ချက်တရားထိလင်းနိုင်ရတော့ ပမော်မြို့နယ်မှာရှိတဲ့တာပန်းလုံးရွာမှာကျွန်တော်တို့နေရာကျတဲ့ဒီဘက်မှာပြည်သူပြည်သူဆိုပေမဲ့လည်းတော့အိမ်မှာ TV တွေအောက်သက်တွေရှိပါတယ်ခိခိုက်မှာလို့ကျွန်တော်ဟိုကာရာဘာညာလောက်တော့ကျွန်တော်တို့ပြောပါတယ်သူကမှာအခန်းကြီးရလားဟုတ်လားတော့လေနာဟောင်းပြောတဲ့ဟိုမြို့ရမလုံးတွေ့ရတယ်အဲ့မှာစပြောဟိုဟာအများကြီးပြောတာပေါ့ကျွန်တော်တို့ကုသလို့ပါတော့ အဲ့တော့တီတီနဲ့တင်နေပြီပါလေ။အာပြီးတော့အောက်ဆက်ပြီးတော့ရှောင်းနေကျွန်တော်ဖြစ်တယ်၊မင်းပွဲဖြစ်တယ်လို့။နောက်ပြီးတော့အာအဲဥစ္စာမပြင်းကျွန်တော်ဒီစိတ်အခက်မတင်မှန်နေအဖုံကံပဲပြုတ်ဖြစ်ဖြစ်နေတယ်။နောက်ထပ်ကျွန်တော်ထက်ကြုံမှာတော့ကျွန်တော်အမှားရတာလေးတင်တာဒုတက်ချက်အထက်နဲ့ဒါဖြစ်တယ်လို့မှောင်မှောင်။ကျွန်တော် ဖြစ်ပါတယ်ကျွန်တော်ကမ်းဖားမှာတိုက်ဖြစ်ကျွန်တော်တို့ပုံမှန်သွားပြီးမှတ်ထားလို့ရတဲ့ဒေးဆိုင်ရှိပါတယ်ဒေးဆိုင်ဆိုပေမဲ့ပုံတော့ close အဲဒီဆိုင်မှာသွားကျွန်တော်တို့တိုက်ဝတ်ဖြစ်ခင်ဟာသွားပြီးအစားတောက်ပါညာဝယ်တာတိုင်ကျင်နေရတဲ့ဘောကောင်းပါလေကျွန်တော်ဘောကောင်းတာတိုက်ပွဲလည်းဖြစ်ပြီးတိုက်ပွဲအခြေအနေစပြီးအတကားတော့ဒီစိုက်ပိုင်းတကားပိတ်ဘုံကြီးကြောင်းဘောက်ကိုကိုလိုမှုအခုရွာရလူတွေအများကြီးသွားလိုက် အဲ့ချိန်မှာတိုက်ပွဲမဖြစ်သေးဘူးသူတို့ကဆိုင်ကိုယူထောက်ပါတယ်ထောက်တာဆိုင်ရဲ့တကားတော့အမြင်လိုက်ပြက်တယ်ဖြတ်ပြီးတော့အထဲဝင်သွားပြီးအဲ့ဆိုင်ကတာလာအိတ်နဲ့ပဲဖြစ်စီတဲ့အရက်သားတော့တရားစလိတ်စလိတ်ဆိုရင်ကာတွန်းလေးကြီးပဲအဲ့စလိတ်တွေကိုတဲပါတယ်နောက်ပြန်ဖကြံစီအကြတော့ဆိုင်မှာအရက်ရောက်ဆိုတော့ရက်ကိုအမျိုးဆုံးအဲ့ဒါကြီးထည့်ခောက်ွက်ထွက်သူပါနောက်ပြန်ကျွန်တော်ကြောက်ဥချောင်း အာဘူးဟာဘူးငါဘူးပေါ့တိတာအမေဘူးကတော့အဲ့မှာနေတော့ငါဘူးလေအများကြီးသူတို့အလားစားလိုက်တုံးလို့နေတော့မျက်စိရှိတယ်ပဲယူပြီးထွက်လာတော့ပိုင်ရှင်မဲ့သွားပြီလို့ပြောတာတကယ်တမ်းပိုင်ရှင်များဘုန်းကြီးเจ้าမှရှိတာကျွန်တော်သိတယ်သူကလည်းလောထက်အကြီးဖြစ်နေတော့ကျွန်တော်ကဘာမှမပြောရဘူးသူတို့အိတ်ထမ်းတယ်ကျွန်တော်ဝင်ကုန်ထမ်းတယ်မထမ်းရင်ကျွန်တော်တို့